ဖုန်းမမလို့အင်တာနက်မလို့ပဲစာပို့လို့ရနိုင်မဲ့ application တခုအားအခုချိန်မှာအသက်တွေကိုကယ်တင်နေနိုင်ပါပြီ။ဘာမှမသေးချာမေးရတဲ့နိုင်ငံမှာနေနေရတဲ့ကျွန်တော်တို့အတွက်အခုပြောပြမယ့် application ဟာရေးပေါ်အခြေအနေတိုင်းမှာအသုံးဝင်လာနိုင်စေမဲ့ app တခုပါ။ဒီ app ကိုတော့ Big Chat လို့ခေါ်ပါတယ်။ဤပညာနားတဲ့သူတွေဘို့ Big Chat လို့ကြားလိုက်ုံနဲ့ Bitcoin ကိုပြင်းပြင်းမိမယ်ထင်ပါတယ်။ Big Chat ဟာ Bitcoin လိုမျိုး peer to peer P2P လို့ခေါ်တဲ့ဘို့ထိန်းချုပ်မှုမရှိတဲ့ messaging app မျိုးပါ။ဟိုပို့လိုက်တဲ့ message တခုကလက်ခံရရှိမဲ့သူစီကိုတိုက်ရိုက်ပေးဖို့တဲ့အပြင် uncredited code လို့ ေါ်တဲ့ဂျားလူတူတယောက်တစုပွဲတွေအပြင်အစိုးရတွေကတောင်ဂျားဖြတ်ပြီးဖတ်လို့မရနိုင်အောင်ကာကွယ်ပေးထားပါတယ် big chat ဟာစာတွေကိုပို့သူနဲ့လက်ခံသူဂျားကလူတွေခိုးဖတ်လို့မရအောင် encryption ခံထားသလို internet wifi မလိုပဲစာပို့လို့ရအောင်အတွက်လဲ bluetooth mesh network ကိုအသုံးပြုထားတာပါတနည်းပြောရရင်တော့ internet တွေမပေါ်ဝင်ကြတဲ့ကခေတ်ဟောင်းနည်းပညာတွေကိုတပံပြန်ဆန်းစစ်ထားတာဖြစ်ပြီး encryption နည်းပညာကိုပါထည့်ပေးလိုက်တာပါပဲ big chat ကိုဘယ်သူတွေဘယ်နေရာမှာဘယ်လိုမျိုးသုံးလို့ရနိုင်နေတယ်လဲမကြသေးခင်ကနေပေါ်နိုင်ငံအစိုးရသူတို့ရဲ့အာဂရိလိုက်စားမှုတွေနဲ့ပတ်သက်လို့ င်းဖုံးမှု Facebook Instagram website နဲ့ YouTube လိုမျိုး social platform တွေအားလုံးကိုပိတ်ချခဲ့ပါတယ်ဒါပေမဲ့ဒီလိုရကလူတို့ကိုအကြီးကျယ်အောင်ကြောက်အစေခဲ့ပြီးဒီဘောမှာတနင်္ဂနွေလုံးနှီးပါအတိုင်းတာနဲ့ဆန္ဒပြပွဲတွေဖြစ်ခဲ့ပါတယ်ဒီဖြစ်စဉ်ကြောင့်ဆန္ဒပြပွဲမှာပါဝင်တဲ့ပြည်သူတွေကကြားပြဖက်လို့မရနိုင်မဲ့စက်တွေညီလန်းတွေအတွက် big check ကိုသွင်းရင်းကြကြအသုံးပြုခဲ့ကြပြီးရန်နှင်းငယ်တွင်ဒီဘောမှာအသုံးအများဆုံးဆိုချက်တစ်ခုတောင်ဖြစ်သွားပါတယ်လာတူအင်ဒိုနီးရှားဆန္ဒပြပွဲဖြစ်စဉ်တွေမှာလည်းအင်တာနက်ပြတ်တောက်မှုလုံခြုံရေးစိုးရိမ်မှုတွေကြောင့် big check ကိုအသုံးပြုခဲ့တဲ့ဆန္ဒပြပြည်သူတွေအများကြီးရှိခဲ့ပါတယ် တယ် big chat တီထောင်သူ jax garcia အဲ့ရဲ့ foundation ဖြစ်တယ်လို့လွတ်လပ်မှုကိုမျက်နှာသူတယောက်ဖြစ်တာကြောင့် big chat app ကိုအုပ်ချုပ်သူလူသန်းသားတွေကလုံးချင်နိုင်လုံးလို့မရနိုင်အောင်တေချာဖန်တီးထားခဲ့ပုံမှာပဲမကြသေးခင်ကလည်းကာမေကာနိုင်ငံ caribbean ပင်နယ်ပြင်ကို185မိုင်နှုန်းနဲ့ high game မုန်တိုင်းတိုက်ခတ်နေချိန်မှာ internet ပြတ်တောက်နေပြီးလူပေါင်း1.8တန်းအတွက်စက်သွေးကြီးရာအဖြစ် big chat ကရှိနေခဲ့တာပါအခု big chat ကို berry မှာတုံးလို့ရနိုင်မလဲဆိုတာသိပြီးဆိုတော့ဘယ်လိုတုံးရမလဲဆိုတာကိုပြပြပေးပါမယ်ပထမဆုံးကိုဖုန်းထဲက play store ဒါမှမဟုတ် app store မှာ big chat ကို ရိုက်ရှာဒေါင်းလုဒ်ဆွဲပြီးကိုဆွေးကိုမျိုးကိုရဲဘော်တွေအပြင်ကိုရွရွာကလူတွေနဲ့ချိတ်ဆက်ပြီးအသုံးပြုလို့ရနိုင်မှာဖြစ်ပါတယ်။ဒါကအင်တာနက် Wi-Fi မရှိတဲ့ဒေသတွေမှာလုံခြုံသိမ်းချမှုအပြင်နဲ့ဆက်သွယ်နိုင်မှာဖြစ်ပြီးတခုရှိတာကတော့စာတူတွေပဲပေးပို့လို့ရမှာဖြစ်တယ်လို့ပုံတွေဗီဒီယိုတွေကတော့ပို့လို့ရနိုင်မှာမဟုတ်ပါဘူး။စံသုံးကြည့်ပြီးဆိုရင်တော့ဘေးချက်နဲ့ပတ်သက်လို့အထွေထွေဂျုံလေးကိုလည်းဝင်ရောက်ဆွေးနွေးပေးခဲ့ဖို့ဖိတ်ခေါ်လိုက်ရပါတယ်ခင်ဗျာ။